မင်္ဂလာပါရှင်ဒီကနေ့မှာတော့2025ခုနှစ်ဧပြီလအတွင်းမြန်မာနိုင်ငံတွမ်းမှာအကြမ်းဖက်ဆဲအုပ်စုကကျူးလွန်ခဲ့တဲ့လူခွင့်ရေးချိုးဖောက်မှုတွေကိုအစီရင်ခံတင်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်အကြမ်းဖက်ဆဲအုပ်စုကကျူးလွန်ခဲ့တဲ့လူခွင့်ရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီးဧပြီလအတွင်းမှာကောက်ယူရရှိခဲ့တဲ့အမှတ်တမ်းတွေအရတရားလက်လွတ်တပ်ဖြတ်မှု128မှုနေနဲ့ကိုပိုင်ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့အမှုပေါင်း 124မှုတွေ့ရပြီးလူခွင့်ရေးချိုးဖောက်မှုစုစုပေါင်း982မှုကိုရရဆက်ဆက်ကျူးလွန်ခဲ့ရတွေ့ရပါတယ်။ဒီလူခွင့်ရေးချိုးဖောက်မှုဖြစ်စဉ်တွေထဲမှာအချမ်းဖတ်ဆဲအုပ်စုကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအရသာပြစ်သူတွေကိုလက်နက်ကြီးနဲ့လေကြောင်းနဲ့ပစ်ခတ်တိုက်ခိုက်တဲ့အခြားချိုးဖောက်မှုဖြစ်စဉ်ပေါင်း164မှုလည်းပါဝင်ပါတယ်။ဒီလူခွင့်ရေးချိုးဖောက်မှုတွေကိုစကိုင်းတိုင်းမှာ125မှုမန္တလေးတိုင်းမှာ66မှု မကွေးတိုင်းမှာ85မှုနဲ့တခြားတိုင်းနဲ့ပြည်နယ်တွေမှာဖြစ်ပွားခဲ့တဲ့ချိုးဖောက်မှုတွေကိုပါမှတ်တမ်းတင်ရယူနိုင်ခဲ့ပါတယ်လေကြောင်းတိုက်ခိုက်မှုတွေကိုလည်းဆက်လက်ကျူးလွန်နေဆဲဖြစ်ပြီးတော့ဧပြီလအတွင်းသခိုင်းတိုင်းမှာအကြိမ်80မန္တလေးတိုင်းမှာ61ကြိမ် တခြားတိုင်းနဲ့ပြည်နယ်တွေအပါအဝင်စုစုပေါင်း136ကြိမ်တိုင်တိုင်ဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့်တိုင်းနယ်ပြည်နယ်အသီးသီးမှာစုစုပေါင်းလူနေအိမ်406လုံး၊စာတင်ကျောင်း18ကျောင်း၊ဘာသာရေးအဆောက်အုံ28ခု၊ကျန်းမာရေးအဆောက်အုံ3ခုစိုးရွားစွာပျက်စီးဆုံးရှုံးခဲ့ရပြီးတော့တည်ဆုံးသူစုစုပေါင်း233ဦးနဲ့ဒဏ်ရာရရှိသူစုစုပေါင်း448ဦးထိရှိခဲ့ပါတယ်။ဒါအပြင် ဧပြီလအတွင်းမှာအစုလိုက်ပြုံလိုက်တက်ဖြတ်ခံခဲ့ရသူပေါင်း125ဦးရှိခဲ့ပြီးတော့18နှစ်ယောက်ကလေးငယ်22ဦးပါဝင်ပါတယ်။ဧပြီလအတွင်းမှာထူးခြားဖြစ်စဉ်အနေနဲ့ Westar Sky 9.9နဲ့လှုပ်ခတ်ခဲ့တဲ့ဇဂိုင်းငလင်တဘာဝပေးတန်ခန်းစားနေရခြင်းအတွင်းမှာတော့အကျွမ်းဖတ်စေအုပ်စုကရရသားပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ဆိုးရတဲ့ဖြစ်စဉ်တွေဖြစ်ပါတယ်။အကျွမ်းဖတ်စေအုပ်စုကဧပြီလ2ရက်နေ့ကနေစပြီး ငလင်တန်ပြန်လည်ထူထောင်ရင်းရက်20ကြာယာယီအပြစ်ခတ်ရက်စဲကြောင့်ကျင်ညာခဲ့ပြီးတဲ့နောက်နောက်တစ်ရက်မှာပဲကချင်ပြည်နယ်ဗမော်မြို့နယ်ကိုနနက်8:56မှာတကြိမ်သခိုင်းတိုင်းဟ ோம் လင်းမြို့နယ်တနားရွာကိုနနက်10:00ခန့်မှာတကြိမ်လေကြောင်းအုံပြုတိုက်ခိုက်ခဲ့ပါတယ်။ဒါ့အပြင်အင်အားလုံးပြင်းထန်တဲ့မြင်းကလင်းဘေးတံကိုကြုံတွေ့နေရပြီးနောက်ပိုင်း မလ28ရက်ကနေမေလ2ရက်နေ့အထိကောက်ယူရရှိတဲ့အချက်အလက်တွေအရအကြမ်းဖက်ဆဲအုပ်စုဟာလေကြောင်းတိုက်ခိုက်မှုစုစုပေါင်း282ကြိမ်ပြုလုပ်ခဲ့ပြီးဒီတိုက်ခိုက်မှုတွေကြောင့်အသက်18နှစ်ယောက်ကလေးငယ်31ဦးအမျိုးသမီးအယောက်80အပါအဝင်အရသားပြည်သူ286ဦးအသက်ဆုံးရှုံးခဲ့ရပါတယ်။အင်အားပြည့်ငလင်တန်ခံစားနေရတဲ့အချိန်အတွင်းတိုက်ခိုက်ခဲ့မှုတွေထဲမှာအထူးဆိုးရွားခဲ့တဲ့ဖြစ်စဉ်တွေကတစ်ခုကတော့ တပိတ်ချင်းမြို့နယ်လက်ကျရွာအောင်မြင့်မုံဆိုင်ကယ်အယောင်းဆိုင်နဲ့ဆွေမျိုးစက်မှုလက်မှုတွင်ခုံအနီးတစ်ဝိုက်ကို2025ခုနှစ်ဧပြီလ18ရက်နေ့နနက်9:55မိနစ်ခန့်မှာအကျန်းဖတ်ဆဲအုပ်စုကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလင်းရင်နှစ်စီးနဲ့ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ဒီတိုက်ခိုက်ခဲ့မှုကြောင့်လမ်းသွားလမ်းလာပြည်သူမိသားစုဝင်3ဦးအနက်2ဦးသေဆုံးခဲ့ပြီး1ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီဖြစ်စဉ်အတွင်းလမ်းသွားလမ်းလာတွေအပါအဝင် အမျိုးသား၈ဦးအမျိုးသမီး၃ဦးနဲ့ကလင်းငယ်၁ဦးစုစုပေါင်းပြည်သူ၁၂ဦးသေဆုံးခဲ့ရပြီးအရသာပြည်သူများစွာ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။နောက်ထပ်အထူးဆိုးရွားတဲ့လူအခွင့်ရေးချိုးဖောက်မှုဖြစ်စဉ်တစ်ခုကတော့တပိတ်ချင်းမြို့နယ်ရေထွက်ရွာကိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ဆိုးရွားဒီကဆိုးတော့မဖြစ်ဘူး။ကလေးငယ်လေးတွေရောက်ပါဟုတ်ဟုတ်။ဟုတ်ရတဲ့ရောက် ်ပါဗျာ။ဟိုမှာကတက်ဘူးတွေဟိုမှာဒီတော့300ဟုတ်300ဒီမှာအလေးတော့900ရောက်ပါသွား။600ကလေးကလေးနဲ့600ဒါပေမဲ့ကြံလေးတယ်။ဒါတော့ကျွန်တော်တို့ဒီနေ့ချိန်ချင်းတော့ like ကောင်းနေတဲ့အသားကောင်း။တော့2025ခုနှစ်ဧပြီလ16ရက်နေ့မွန်လွဲ7:00မိနစ်ခန့်မှာတပိတ်ချင်းမြို့နယ်ရေထွက်ရွာမှာရှိတဲ့ ဓာတ်ဆီဆိုင်အနည်းကိုအကျန်းဖတ်စစ်အုပ်စုကဂျက်ဖိုက်တာအသုံးပြုပြီးပေါင်900ဘုံးတီးနှလုံးချဲချတိုက်ခိုက်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုမှာဓာတ်ဆီဆိုင်နဲ့လူစီကားရနေရာကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့အတွက်လာသားအွေကလေးငယ်တွေနဲ့အမျိုးသမီးတွေအပါအဝင်ပြည်သူ32ဦးသေဆုံးခဲ့ပြီးပြည်သူ21ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဒါအပြင်ဓာတ်ဆီဆိုင်အပါအဝင် နေအိမ်24လုံးမီးလောင်ပျက်စီးခဲ့ရပါတယ်။ အကြံဖတ်ဆဲအုပ်စုဟာရတားပြည်သူတွေအပေါ်အထူးဆိုးရတဲ့လူခွင့်ရေးချိုးဖောက်မှုတွေကိုလူသားဆန်မှုကင်းမဲ့စွာကျူးလွန်နေုံသာမကပဲအင်အားပြည့်ငလင်ဘေးတင့်ပြည်သူများအထွတ်ကုညီကယ်ဆယ်ဆောင်ရွက်ပေးနေတဲ့အရက်ဖက်အဖွဲ့အစည်းတွေအပေါ်ကိုလည်းအတင်းအာဓမဖန်စီတာတားမြစ်တာတွေအပါအဝင်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကိုပိတ်ပင်တားဆီးတဲ့လူခွင့်ရေးချိုးဖောက်မှုတွေကိုလည်းကျူးလွန်လျက်ရှိနေပါတယ်။ ဒီလိုလူသားချင်းစာနာမှုအကူအညီတွေကိုနီလန်အမျိုးမျိုးနဲ့ပိတ်ပင်တားမြစ်တာတွေဟာနိုင်ငံတကာလူသားချင်းစာနာမှုဥပဒေကိုပျောင်ပျောင်တင်းတင်းထပ်မံချိုးဖောက်လိုက်တဲ့ပြယုတ်တစ်ခုဖြစ်ပါတယ်။အကြမ်းဖက်ဆဲဟုတ်စုအနေနဲ့2021ခုနှစ်အာနာသိန်းရန်ကျိုးပန်းစဉ်ကတည်းကယခု2025ခုနှစ်အထိအများပြည်သူဆိုင်ရာနေရာများကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက်တာကိုမဟာဗျူဟာတရက်အနေနဲ့ကြဲကြဲပြန့်ပြန့်ကျင့်သုံးနေပြီးအဲ့ဒီတိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တွေအပါအဝင်အရက်သားပြည်သူများစွာတေကျေပျက်စီးခဲ့ကြရပါတယ်။မြန်မာနိုင်ငံအနှံ့ပြားမှာဆိုရတဲ့နိုင်ငံတကာရာဇဝတ်မှုတွေဖြစ်တဲ့လူမျိုးသုံးသပ်ဖြတ်မှုဆေးရဆွေးမှုလူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေကိုစနစ်တကျနဲ့ကြဲကြဲပြန့်ပြန့်ကျူးလွန်နေတဲ့အကြမ်းဖက်ဆဲအုပ်စုဟာပြင်းထန်တဲ့သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကျက်အတဲကိုရင်ဆိုင်နေရတဲ့အချိန်မှာတော့ဆက်လက်ကျူးလွန်နေဆဲဖြစ်ပါတယ်။ နိုင်ငံတကာစစ်ပွဲဆိုင်ရာရာဇဝတ်မှုတွေအပါအဝင်နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေတွေကိုပေါ်ပေါ်တင်တင်ချိုးဖောက်ပြီးရာဇဝတ်မှုတွေကိုဆက်လက်ကျူးလွန်နေရပဲဖြစ်ပါတယ်။အကြမ်းဖက်ဆဲအုပ်စုကကျူးလွန်တဲ့လူခွင့်ရေးချိုးဖောက်မှုဖြစ်စဉ်တွေမှတ်တမ်းတွေကိုလည်းလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကစနစ်တကျမှတ်တမ်းတင်ထားရှိတာတွေအပါအဝင်လိုအပ်တဲ့အပြစ်ပေးအရေးယူရေးဆိုင်ရာနဲ့ တရားမျှတမှုဆိုင်ရာလုံထုံးလုံနည်းတွေအတွက်အသုံးချနိုင်မှုစနစ်တကျစောင့်ရွက်လျက်ရှိပါတယ်။ပြည်သူတရားလုံးဒန်းတူညီမျှမှုရရှိရေးငြိမ်းချမ်းရေးနဲ့တရားမျှတမှုရရှိရေးဆိုတဲ့ဥတီချက်တွေကိုခိုင်ခိုင်မာမာလက်ကင်ဆွဲပြီးအချမ်းဖက်ဆဲအုပ်စုရဲ့ကျူးလွန်မှုတွေကိုအပြစ်ပေးအရေးယူနိုင်ရေးအစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။